ဘလောက်ထိဝါသနာမှာပါလဲပါလဲတောသူတောင်သားမျိုးမျိုးလည်းမရှိဘူးဝါသနာပါတော့ဒီပွဲကိုမလိုက်ရဘူးမသွားရဘူးဆိုရင်နောက်နေ့နွားသားရေးမလို့မရှိဘူးခေါင်းကနွားသားရိုက်ကြည့်ရတော့နွားခေညဘက်ကြီးသစင်ထိထိမွေကြိုက်ကြိုက်ကြွားရိုက်တာအဲမမော်တော့နှစ်တွေ့ကြတာကြော်ကြရဲ့လောက်ရဒီလိုလိုလောက်လိုက်ဟာသဘောကျသူ့အသားမျိုးတစ်ခါလို့ငယ်တော့ဆိုအတန်တူတွေလိုက်လို့တာသူ့ကိုဗန်ပေါ်တယ်ပဲပြောပြောယူတယ်ပဲပြောပြောကိုရွာထဲမှာအိုးစီဝါကျွေးလဲကတာဖအေးဦးလေးတွေကလေမင်းကကြီးလိုက်အချောက်ပြင်းမကောင်ကြိုက်တာ မရဘူးဦးဝိုင်းတိတာနဲ့ဝင်ကားတာဝါသနာပါတာတော့ဟုတ်ငွေတွေရလို့ပြောရမယ်ကျောင်းမှာစာသာမရမြဆရာကြီးကစာဒီစာကြက်လာကဲသူမရဘူးဟိုတောက်ကြနေတိုင်းတချင်းဆိုရမယ်ဆိုအဲ့တချင်းကဘယ်တချင်းကြက်လာကဲသူအဲ့တချင်းကရှင်းဆုံးမှရတယ်ချင်းချင်းပြောရင်လူရှင်တော်လောက်ကဘလောက်ဝါသနာမပါတယ်ပါတယ်မလေးသွားဖို့တောင်ဗီဇာကြီးပါလေးလောက်ပြီးသွားပြီကြကန်နေကြမှာကိုကပေါက်ပန်းသေးပြောချင်တယ်လို့ပဲပေါက်ပန်းသေးမပြောရင်မနေနိုင်တော့မသွားတော့ဘူးလို့လို့ဒါလည်းပြီးရောမင်္ဂလာပါဟုတ်မင်္ဂလာပါ မလေးကိုဆက်ပေးပါအော်ကျွန်တော်နာမည်ကတော့အာသာလို့ရှင်တော့စွန့်ထက်ပါဟုတ်ကဲ့ပါရှင်ဒါလေးရှင်ကလည်းတော့ဒါရောက်ပါတယ်လေရောက်လာတဲ့ခေတ်ကဘာမှမလုပ်ပြပြပါအဲလူရှင်တော့ဟုတ်ကဲ့လူရှင်တော့လောကထဲရောက်တာတော့ဘယ်လိုဖြစ်လဲဆိုလူရှင်တော့အရန်ချက်တာအရင်တော့သချင်းဆိုတာခလေးဘွားတော့သချင်းဆိုတာသချင်းဆိုတာဆိုတာအခုပေါ်လာဟိုတော့ဥအောင်သူတို့ဦးမေအောင်တို့ဦးနိုင်တို့သချင်းလေးတွေဆိုတယ်နောက်ခွန်မောင်ရန်တို့ဘာတို့ပေါ်လာနောက်ဦးသိန်းသားသချင်းတွေအဲအားတွေဆိုတယ်ဆိုပြီးတော့ဘာလဲလူရှင်တော်ကြီးပြက်လုံးပြက်ထောက်အရန်သဘောကျတာ ောကြလှုပ်ချင်တာဘယ်လောက်ထိဝါသနာမပါလဲပါလဲတောသူတောင်သားညိုညိုလည်းမရှိဘူးဝါသနာပါတော့ဒီပွဲကိုမလိုက်ရဘူးမသွားရဘူးဆိုရင်နောက်နေ့နွားသားရေးမလို့မရှိဘူးခေါင်းကနွားသားရိုက်ကြည့်ရတော့နွားခေညဘက်ကြီးသစင်ထိထိမွေကြိုက်ကြိုက်ကြွားရိုက်တာညထုံ3 3လေးသလောက်ကြွားရိုက်ပြီးတော့ဟာဒီညထုံရမလားမနေ့ပွဲလိုက်ချင်လို့ဒီမှာရိုက်ခဲ့တာဘယ်လိုလုပ်တာလိုက်သွားတာပဲကိုရောက်တာနဲ့ဆရာတွေကြည်မျက်နှာကြည်အောင်ဆရာဘာလုပ်ရမလဲဆရာရန်လူမရှိတော့ဘူး သွားအဲအလူချင်းလေးအိမ်နောက်ကိုသွားကျွန်တော်ထက်ထက်လိုက်ဆရာကျွန်တော်ရပြီဆရာလေးဟိုကို့စင်မတင်အောင်ဆရာလေးကလည်းအဲသဘောကျသဘောကျအဲအလုံးလောက်ရပြီဆိုဆရာလေးလှုပ်တာကိုကြည့်နေရတာအဲထိုင်ကြည့်နေတာအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုကတော့အဲ့လိုကတော့တတ်တော်တော်ရှိသွားတယ်အဲ့လိုအဲ့ဒီတော့ဝါသနာပါတော့ငငလေးတည်းရပေါ့ဝါသနာတချင်းဆိုတဲ့အချိန်တုန်းကတော့ဟာပေါ့စက်သုံးစက်လေးတည်းရရှောက်ဆိုတာလူရှင်တော်တဲကိုရောက်တာက27 22လောက်မှရောက်တာ လေးစားရတော့ဟိုတုန်းကဟိုဗီဒီယိုခေတ်မှာဆိုတော့ဥမော်တို့ဥမိုးတီတို့သိလားအဲဥမော်တို့ပြက်လုံးတွေပြက်ပြီးဆိုဟိုတုန်းကဗီဒီယိုခေတ်ကို၅ကြာဟိုနေ50တရာပေးပြီးကြည့်ရတဲ့ခေတ်ဆိုဥမော်တို့အဲ့လိုဥမိုးတီတို့ပြက်လုံးဆိုလာဥမော်ဆိုလိုလက်ကလေးလောက်ပြီးတော့ဟဲ့မမော်တို့နှစ်တွေ့ကြတာကြော်ကြရဲ့လောက်ကြဒီလိုလိုလောက်လိုက်ဟောသဘောကျသူ့အသားမျိုးတစ်ခါလို့ငယ်တုန်းကဆိုအတန်တူတွေလိုက်လောက်တာအခုအသက်ကြီးတော့နယ်လေးဟိုအသက်ရွယ်ကြောင်းပေါ့ဘုံစာဖက်စက်ကြီးသောဆိုအတန်တွေပြောင်းလဲကုန်လို့အဲ့လိုဝါသနာပါအဲ့လိုလောက်တာလောက်ပြီးတော့ဟိုရွာလေးရထဲကလေဒီကောင်ဘာလဲပေါ်တော့တော့နဲ့ ကွန်ပေါ်တော့မဟုတ်ကိုကိုဝါသနာသူ့ဘန်ပေါ်တယ်ပဲပြောပြောယူးတယ်ပဲပြောပြောကိုရွာထဲမှာအိုးစီဝိုင်းတွေ့လဲကတာဖအေးဦးလေးတွေကလေမင်းကကြီးလိုက်အချောက်ပြင်းမကောင်ညိုက်တာမရဘူးအိုးစီဝိုင်းတွေ့တာနဲ့ဝင်ကတာဝါသနာမနေနိုင်ဘူးမျိုးလည်းမရှိဘူးဘယ်လိုလုပ်ဝါသနာပေါ့အဲ့ဟိုတုန်းကဒီလိုတီးဝိုင်းနေပါတယ်မပေါ်သေးဘူးမက်ဒလင်ခေဟိုဘက်မှာမင်္ဂလာဆောင်မှာမယ်လင်တီးနေပြီးသူမြစ်ကြီးချနေလဲအဲ့ဒါသူများလေခိုးဖြုတ်ပြီးသွားတာအဲ့လိုစီးသွားတာဘလူသင်ရလဲဆိုဆရာတွေရှိမှာသချင်းစဆိုတော့ဆရာတယောက်ရှိရောက်တယ် ရောက်တော့ဆရာလို့ကျွန်တော်လူရှင်တော်တင်ခြင်းလို့ပါဆိုတော့ဆရာလူရှင်တော်အရင်မတင်သေးဘူးသချင်းဆိုဦးနဲ့ဆိုသချင်းဆိုခိုင်းလိုက်တယ်အဲ့ရနေမှာဆရာနေပြီးတော့ဟိုသချင်းနေပြီးဆိုခိုင်းတော့နောက်စိတ်ပြက်ပြီးတော့မလုတော့ဘူးပေါ့မလုတော့ဘဲနဲ့အဲ့နောက်ကတူဒိုးဝိုင်းနေဘာဒီမှာပဲလိုက်ဆိုနေနောက်ကြတော့ဟိုတောသူတောင်းသားဆိုတော့အလုံးမရှိတဲ့အချိန်ဒါကိုဘုရားအကြောင်းလည်းကိုပြောတာဟိုဗါလေဆန်ထားရတယ်ဆန်ဆန်ဆက်ထဲမှာအဲ့တော့ပမတိတိတော့လူကလည်းဆန်ဆက်ထဲမှာလာလို့တော့ ဆရာလို့ဆရာပမ်ပလီတီးတယ်ဆိုတော့ဆရာဆိုင်ရမှာလို့ကျွန်တော်တို့ဟိုနေမှာလဲလူရှင်တော်လောက်ဖို့ပြောပြပါလားအေးတယ်မင်းကဘာပြက်လုံးနေတလားအာပြက်တာတော့ဒီလိုဒီလိုဒီပါရင်ကိုကသူ့ရှင်မကြီးဆိုအင်းကိုကတဲ့မင်းအော်ဒီဇိုင်းလဲဆိုတော့ဖြစ်ရင်ဖြစ်မှာငါပြောပြမယ်ဆိုတော့နေရဆိုင်ဆရာကြီးကျွန်တော်ရဲ့လက်ဦးဆရာပေါ့အဖေဆရာရွာသားကြီးပန်းသာရာဆိုင်ရှင်ကောင်းရှင်မှာခေါ်ပြီးအပ်ပြောပြဆရာမင်းလူရှင်တော်တွေပါလိဝါသနာပါပါလားဘူးအဲ့သချင်းဆိုတော့သူကတက်ကတီးတယ်ကျွန်တော်ကသချင်းဆိုရင်ကတော့ဘေးကလူကြီးကြီးတယ်ကျွန်တော်ဟာဒီကိုပေါ်တော့တော့တယ်ဘာလဲပေါ့အဲ့ဒါလဲအဲ့ဒါကိုကပြောနေတာအဲ့ရန်လူကြီးဆရာအေး လာကွားတယ်ငါထဲမှာလိုက်လို့ဆိုပြီးတော့အဲ့ဒီကနေပြီးတော့ဆရာရှင်မှာဆရာစင်ကုန်းကြီးမှာလှုပ်ဖြော်သွားတာနေခဲ့တာတော့မရှိပါဘူးနားမဲ့ဆရာတွေကအဲ့လိုမန်လိုက်ကျင်းလိုက်ချင်ဝမ်းနဲ့မှုလို့ဆိုရှိတာပေါ့ဆရာဟိုနေဖြစ်တာနဲ့မန်တော့လူရှင်းမမောင်းလို့ရှက်တာပေါ့ဒါခါကြီးကဟိုရှင်းမှာလူရှင်းတော်ကြီးတွေပြက်နေတယ်ဆရာမင်းဒီပြလုံးဒီပြလုံးလေးဆရာသမားကြီးပြက်တာမှတ်တော့အဲ့ကူကမှားတယ်မှတ်တဲ့အချိန်ကျတော့ကူကခလေးဆိုတော့အိတ်ချင်လာအိတ်ချင်လို့အိမ်ကွာလာဆရာကလေမင်းကိုမှားလို့ပြောလာဆိုပြီးတော့အဲ့ပတ်လုံးရိုက်တဲ့ လက်ရိုက်တော့နေပြစ်လို့ခေါင်းတွေဖုတာတွေပါရှိတယ်အဲဘောမှားလာပါဆရာလည်းမှားလာအဲဆရာသမားတွေရဲ့အင်ကြီးဝယ်စားတွေအဲလူရှင်တော့ပြက်လုံးတွေဂွင်တွေဆိုတာရှိတယ်အဲဂွင်ကဘယင်းစုံစုံဘယင်းဂွင်အဲဟာတွေသူတို့ကဖြူချပြီးခရိုးသုံးမှာဟိုမှာတက်ရမယ်ဆိုအဲကိုကခောက်ရတယ်ဆရာရင်တော့အဲလက်ရတာအဲ့လိုအဲ့ဒါကိုလည်းကိုကကြည်နူးနေတာဝါသနာပါတာတော့ဟုတ်ငွေတွေရလို့ပြောရမယ်ကျောင်းမှာစာသာမရမြဆရာကြီးကစာဒီစာကြက်လာကဲဆိုမရဘူးဟိုတောက်ကြနေတိုင်းတချင်းဆိုရမယ်ဆိုအဲ့တချင်းကဘယ်တချင်းကြက်လာကဲဆိုအဲ့တချင်းကရှင်းဆုံးမှရတယ်ခေါင်းတော့အတိတ်ရအညာတစ်ခုကျောင်းနေမှာ ခေါလောင်းသားတညာညာပြီးရွာကြောင်းကွာအဲ့ဒါကိုဘယ်လူမှမရောက်ကိုရတယ်မကြိုက်ဘူးမကြိုက်ဘူးတောသူတောင်းသားတောသူတောင်းသားအလုပ်ပဲဘာစီးပွားရေးကောင်းတဲ့ချင်းတယ်ချင်းချင်းပြောရင်လူရှင်တော်အလုပ်ကိုဘလောက်ဝါသနာမပါတယ်ပါတယ်မလေးသွားဖို့တောင်ဗီဇာရေးပါရေးလုပ်ပြီးသွားပြီကြကန်နေကြမှာကိုကပေါက်ပန်းသေးပြောချင်တယ်လူပဲပေါက်ပန်းသေးမပြောရင်မနေနိုင်တော့မသွားတော့ဘူးလို့လို့ဒါလည်းပြီးရောအဲ့လောက်ထိအဲ့လောက်ထိတောင်ဖြစ်တာတကယ်ယူးတွတ်တာဘာဖြစ်လို့ဆိုတော့တကယ်လဲလေးစားတယ်သေသွားတဲ့အထိအဲ့ဒီခါကြီးကိုနောက် ဘောကလည်းဆူတောင်းတယ်လူရှင်တော်ပဲဖြစ်ရပါသည်ဟာပဲခင်မလဲအမှုပညာဆိုတာနော်လွယ်ဝင်တင်မြောင်းနဲ့နဲ့လွယ်မြောင်းနဲ့ခက်တယ်ဘလူးမှစကျွန်တော်တို့အတင်ခဲ့တဲ့ဆရာကြီးလည်းမပြည့်စုံဘူးသူတို့မှလည်းလူသေးတယ်သူလည်းတေတဲ့ထိစူးစမ်းနေတာကိုတွေဆိုသူတို့ခြေကုန်တဲကုန်ကမြေသာပုံးလုံးတော့မရှိသေးဘူးဒါမစူးစမ်းနေတော့ဘယ်ပြည့်စုံမလဲအမှုပညာဆိုတာဒါကြောင့်မလို့အမှုပညာဆိုတာလေးလေးစားတယ်တကယ်လည်းခက်ခဲတယ်နည်းနည်းတယ် အဘယ်ကျင်းနဲ့မလုပ်ဘူးမကျင်းနိုင်ဘူးလောက်ကတော့အားမရအောင်တခါလေအလုပ်လုပ်ချင်းနဲ့အားမရအောင်ဟုတ်လားအော်အောင်မြင်နေတဲ့ဆရာသမားတွေအကူတွေဗော်ဒါတွေတွေ့နေရင်လဲအော်ထူတောင်းတယ်အော်အာဝန်နဲ့မလိုစိတ်တော့မရှိအော်သူတို့ကငါဖြစ်ကျင်လိုက်တာဘာလို့လဲဒါသူတို့ကန်နေလဲဆိုင်လေလေဘာပဲဖြစ်သူတို့ကတော့ဖြစ်သွားပြီဒါပေမဲ့ကန်နေလဲဆိုင်တယ်တော့အလုပ်ပြင်အလုပ်ဆိုတာဟိုစူးစမ်းမှုလည်းရှိသလိုဟိုဖျားတရားလည်းမင်းလောက်တယ်လောက်တယ်အခုလောက်နိုင်တယ် မမရဘာရှိမလဲတခါလေးအိတ်ချင်လာချင်းလို့ချင်းဟိုဟိုပွဲတွေဆက်လာပြီးဆိုင်းပွဲတွေဆက်လာပြီးဆိုရင်အိတ်ချင်လာလို့တခါလေးဟိုကားခေါမိုးပေါ်တက်အိတ်ထားလို့တခါလေးကျတော့လေဟိုကားခေါမိုးတော်ဆိုနှိုးပါများလို့လေမန်းနဲ့ထိတ်ပေါ်မှာတက်ပြီးအဲ့လိုမန်းနဲ့ကြီးကင်ပြီးအဲ့လိုအိတ်ပြောလားဆရာဒီကောင်လေးဘယ်ရောက်နေတယ်မသိဘူးဘာညာနဲ့လိုက်ရှာအဲ့လိုမျိုးအပေါ်တက်အိတ်တာခလေးတွေဆိုအေးပြက်မခံနိုင်ဘူးနေချင်းဘူးတွေများတော့အာအဲ့လိုမန်းနဲ့ပေါ်တက်ပြီးအိတ်ထားတွေပါပါသေးတယ်မထင်ပါဘူးအောင်မြင်မှုဆိုတာကတော့အောင်မြင်မှုရှိတဲ့လူတွေတောင်မှပဲတခါလေးအခက်အခဲတွေရှိနေတာကျွန်တော်တို့အောင်မြင်စေတဲ့လူတွေဆိုရင်စူးစမ်းနေတော့မှ စီးပွားရေးနဲ့ပတ်သက်လို့ကတော့လူရှင်တော်ကအဆင်မပြေဘူးဒါပေမဲ့ကိုယ့်ရဲ့ဘဝကိုယ့်ပျော်ရွှင်မှုနဲ့ကတော့အဆင်ပြေတယ်အခုလဲဟိုအမှုပညာအလုပ်ကိုလုပ်တယ်ပွဲတွေရှိရင်သွားတယ်ပွဲမရှိတဲ့အချိန်အိမ်မှာရှိတဲ့လူအလုပ်လုပ်သူတို့ကျွေးရင်စားမယ်မကျွေးရင်ကိုမလုပ်ဘူးတခါလေဟိုဒါမဆက်ပါဘူးဟိုကိုယ့်အမှုပညာအလုပ်ကိုမလုပ်နိုင်လို့တခါလေဟိုအလုပ်မရှိဘူးငါအလုပ်လုပ်အောင်မယ်ဆိုပညာနေပါတယ်တော့ဆင်းဘူးတယ်ဒါပေမဲ့ကိုမလုပ်နိုင်ဘူးလေအမှုပညာကမလုပ်နိုင်တော့မလုပ်ခဲ့ဘူးဒါပေမဲ့လုပ်နိုင်မလားဆိုလုပ်ကြည့်တယ်မလုပ်နိုင်ဘူး ဒါပေမဲ့ကိုဘောကနဲ့ကိုပြောတယ်။ဘာဖြစ်လို့ဆိုကိုလူရှင်တော်အလုပ်ကိုပဲကိုအရမ်းနဲ့တက်တယ်။ဘာဖြစ်လို့ဆိုတော့ဘတော်မှာခုနကလိုပြောပြီးပြောဟိုနိုင်ငံရသွားဖို့တော့မှပဲကိုကဟိုဗီဇာကြကန်နေကြမှဟိုဒါကိုပယ်ပလိုက်တာကိုဟိုချမ်းသာကျင်တာကိုဟုတ်လားမိဘတွေကဖြစ်စေခြင်းတယ်။ကိုကဟိုမှာဒီလူရှင်တော်အလုပ်ကိုမပြတ်နိုင်တာကိုဝါသနာပါတော့အဲ့တော့စိတ်ဆက်လောက်မှာကိုမထနိုင်ရင်တော့မပြောတတ်ဘူးအခုဆရာသမားကြီးတွေလို့သွားနိုင်လာနိုင်နေတဲ့ဆရာသမားတွေသွားလာနေလို့လုံနိုင်ဦးမှာပဲ။ဒါတော့ဘယ်တော့မှမမေ့ဘူး။ အခုဘဝတယ်မဟုတ်နောက်ဘဝထိလဲဆူတောင်းတယ်လူရှင်တော်ပဲဟောအခုလိုအားလုံးပဲဟိုတိတဲ့ပြည့်တဲ့ကောမတိတဲ့မရိတ်ကဆိုအခုလိုမျိုးဟိုကျွန်တော်တို့ကိုအနုရှင်တော်အနုပညာရှင်အားလုံးကိုအားပေးတဲ့ပြည့်တဲ့အပေါင်းစိတ်ချမ်းသာကိုကျမ်းမာနေပြည့်စုံကြပါသည်အနုပညာသမားတိုင်းဟာအရင်ထဲမှာကိုထမင်းရှင်ကျေးဇူးရှင်ပြည့်တဲ့ကိုဘယ်သောအခါမှမမေ့ပါဘူးဒါကိုတယောက်တည်းမှမဟုတ်ပါဘူးကိုရဲ့ဆရာသမားရောဘာတွေရောဟိုထမင်းရှင်ရင်ကျေးဇူးရှင်ပြည့်တဲ့ပို့အပျော်ပဲပေးကြတာအဲ့တော့အားလုံးပဲနော် အလူပညာပေးဘောလည်းပရိသတ်အပေါင်းတွေခွန်ရသားသမီးပေါင်းတွေစိတ်ချမ်းသာကိုကျမ်းမာနေပြည့်စုံကြပါစေနော်ဘေးရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းငလျင်ပေးအားလုံးနော်ကင်းငြိမ်းပြီးတော့စိတ်ချမ်းသာကိုကျမ်းမာနေပြည့်စုံပြီးတော့အလူရဆက်လက်လက်မကွာလူတန်းနိုင်သောထမင်းရှင်ဟင်းရှင်ပရိသတ်တွေဖြစ်ကြပါစေလို့ကျွန်တော်ဟာသလူရှင်တော်မောင်ဆွမ်းတက်ကဆုတောင်းပေးပါတယ်ဗျာ